ဖိန်းလို့လူသိများတဲ့ e-secret တောက်သုံးမှုကိုထိုင်းနိုင်ငံတွင်2014ခုနှစ်ကတည်းကစတင်ပြီးတော့တားမြစ်ထားခဲ့ပါတယ်။ရောင်းချခွင့်လည်းမရှိသလိုတကူရီသုံးအဖြစ်တောက်သုံးမှုကိုလည်းလုံဆောင်ခွင့်မပြုထားပါဘူး။အဆိုပါစည်းကမ်းဟာနိုင်ငံသားသားခီးသွားများတာမကပဲထိုင်းလူမျိုးများအတွက်ကိုပါတားမြစ်ထားတဲ့အရာပါ။ယခုဆိုလို့ရှိရင်လေထိုင်းနိုင်ငံချိုင်းနှက်မြို့မှာ e-secret တောက်သုံးမှုကြောင့်လူငယ်တအူးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ e-secret တောက်သုံးမှုကိုအောက်ခုံဥပဒေချိုးဖောက်မှုဖြင့်ဖမ်းဆီးလိုက်တာပါအဆိုပါလူငယ်မှာမြည်သည့်နိုင်ငံသားဖြစ်တယ်ဆိုတာကတော့ဖော်ပြထားခြင်းမရှိပါဘူးလက်ရှိတွင်အဆိုပါလူငယ်ကိုချိုင်းနဲ့ရဲစခန်းတွင်ဖမ်းဆီးထားပြီးတရားရေးဆိုင်ရာလုံထုံးလုံနည်းများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ဆိုင်နဲ့ရဲစခန်းမှာတရခန်နဲ့တကွရဲအရာရှိများပါဝင်တဲ့ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်လိုက်ရတာကနေအဆိုပါသတင်းဟာလူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်စေခဲ့ပါတယ်။ထိုင်းနိုင်ငံတွင်စေးကြောက်ကိုတော့တရားဝင် သုံးစွဲခွင့်ပေးထားပြီးတော့ e-cigarette တော်တော်မှုကိုတော့ဖမ်းဆီးနေတာကြောင့်လက်ရှိတွင်နိုင်ငံသားသားလူမျိုးများပါမကျန်ဝေဖန်ခြင်းကိုခံနေရပါတယ်ရှင်။